ယူနိုက်တက်ကိုနိုင်ကိုအသွင်းပြေးနောက်နေမှာပဲဘရူနိုဂျာစီဝေပြီးပြန်လာခဲ့တဲ့မောင်မောင်လင်းပရိသတ်များတော့မမေ့လာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလိုက်ပါတယ်မောင်လင်းကတော့မနီးယားကစားခဲ့တဲ့မန်ချက်စတာတိုင်းတန်းနဲ့ပွဲမှာအာဆီယံအော်စတာအသင်းဘက်ကနေပါဝင်ကစားခဲ့ပြီးအာဆီယံအသင်းအတွက်တလုံးတဲသောနိုင်ကိုကိုသွင်းယူနိုင်ခဲ့ပါတယ်ဒီဘက်မှာမြန်မာလေးရင်အသင်းကောင်းဆောင်မောင်မောင်လင်းဟာမြန်မာကိုစားပြုတ်ကစားမှာဖြင့်အာဆီယံညီမောင်အသင်းမှာပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ် ယူနိုက်တက်ဖိုင်ပွိုင်းလေးမောင်လင်အောင်ကိုအားပေးတဲ့ယူနိုက်တက်ကိုပြိုင်မဲ့အသင်ရင်ဆိုင်ခွင့်ရခဲ့တဲ့ပြင်ဂောပါအတွင်းနိုင်ခဲ့တယ်လို့တွင်းတဲ့ဂိုးကလည်းအနိုင်ကိုဖြစ်နေခဲ့ပါရင်ဒီနေ့မနေ့ပိုင်းမှာမောင်လင်အောင်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီးမီဒီယာတွေနဲ့တွေ့ဆုံခဲ့မှာယူနိုက်တက်ဟာသူအားပေးတဲ့အသင်ဖြစ်ကြောင်းနဲ့အခုလိုမျိုးနိုင်တဲ့ဘက်ကဂိုးသိမ်းယူနိုက်ခဲ့တဲ့အတွက်အခုသိမ်းမယ်ဆိုရင်တော့တေးပြောပါပြီလို့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဒါအပြင်မောင်လင်အောင်ယူနိုက်တက်ဘယ်နောက်ခံလို့လှုပ်ရှားရင်ဂုံပြူချင်းကိုလည်းခံခဲ့ရတယ်လို့ဘရူနိုစီကလည်းဂျာစီနဲ့ဆောင်ရလာခဲ့တာဖြစ်ပါရင်မောင်လင်အောင် ကျွန်တော် United ပြည်သက်တယောက်ပါငငယ်လေးကအိမ်မက်တစ်ခုတကယ်ဖြစ်လာခဲ့တာပါအခုကောကြောင့်အရန်ကုန်ယုံပြီးပြီအခုနေသိမ်းမင်းဆွေးနှောင်းသိပြောပါပြီ လောက်ရှော့ကရန်ဖော်ရီတော်ကျွန်တော်ကိုသွင်းတဲ့အပေါ်မှာကွန်လန်ဂျူလင်းရှင်းလာပြောတယ်ကျွန်တော်ကမြန်မာနိုင်ငံကကစားသမားပါမြန်မာနိုင်ငံမှာလည်း United ပြည်သက်တွေအများကြီးရှိတယ်လို့ပြောပြတယ်သူကလည်းမြန်မာနိုင်ငံကိုသိနေတယ်နောက်ပြီးဘသူချာစီလိုချင်လဲလို့သူကမေးတယ်ကျွန်တော်ကဘရူနိုရဲ့ချာစီလိုချင်ပါတယ်လို့ပြောတော့သူကိုယ်တိုင်သွားကြောင်းပေးတာအခုဝေထားတာကဘရူနိုရဲ့ချာစီပါဒီနေ့တည်းကပွေပြီးရင်မှန်ပေါ်လေးနဲ့တင်ထားတော့မှာပါဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်မမောင်လင်းဟာ Manchester United ဘက်ကို Go Thin United ခဲ့တယ်ပထမအဆုံးမြန်မာနိုင်ငံသားအဖြစ်လည်းအမှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာဗီဒီယိုလေးကလောက်ပါမယ် 稍后继续为大家带来一段，阿龙哥接受台北电视网的采访。